ွာဟာဒါကတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိရဲ့ပန်းကပါဆိုတဲ့အတိုင်းပဲနေရာဆုံးမှာပန်းလေးပဲအဲ့ပန်းကပါရဲ့လမ်းကြားရမှာကျွန်တော်လမ်းလျှောက်နေတာတော်တော်ကြီးကိုစီကားတယ်အတီးအကျအဆအကုန်ရောင်းနေအမှကလေဒီရမလားအကြောင်းမို့ဖရားလည်းရှိရဲ့အဲ့လမ်းထဲမှာဖရားတော်တော်ကြီးကိုကိုးခွေချရဲ့ foreigner နိုင်ငံခြားသားကအဆအဒီဖရားကိုယုံကြည်လို့လားမသိဘူးကျွန်တော်တော့အလုံးကလည်းလူတွေအများကြီးပဲလိုက်ကြည့်ပြီးတော့လေးလာကြရပြအဓိကနိုင်ငံခြားသားကြီးလည်း သူတို့ဘယ်လိုကိုးကွက်လဲဆိုလိုက်လေ့လာတာဗောဒီကနော်အဲ့ညာအပြင်မှာဆိုရင်တော့ပန်းနေအစုံရှိရယ် flower market တိုင်းပဲဒီရမလားနေရာတိုင်းဆိုဆိုအုံးမှာကွာပန်းပေါင်းစုံတယ်လောကကမှာလှပ်ပါနေရာတိုင်းလို့သူကပန်းရောင်းထားရယ်ပန်းကလည်းကိုမကြိုက်မကြိုက်ပဲဘာဖြစ်လို့လဲဆိုပန်းတွေကအများအရှိရယ်ကိုကြိုက်တာကိုရွေးချယ်လို့ရတယ်နေကြပန်းစားသဖြင့်ပြသေးမှာကျွန်တော်တော့ပျော်သွားတယ်ဘာဖြစ်လို့လဲဆိုပန်းတွေနဲ့တွေ့ရတာဗျာတခါမှလည်းအဲ့လိုနေရမျိုးကထိုင်းနိုင်ငံတနေရာပဲရှိရယ်ဘာဖြစ်လို့လဲဆို ွားလိုက်နေရာလိုက်လို့မှဘန်းနေအေးကြီးပဲဘာဘန်းချိုက်လဲကိုချိုက်တဲ့ဘန်းတော်မှာလောဟအောင်ပါသေးရမှာချိုက်ခွာသေးရမယ်ဘာလို့လဲဆိုတော့ဒီဘန်းနေရာဗျာတော်တော်ကြီးကိုလှတယ်တော်တော်ကြီးကိုမိုက်တယ်ဖျားဘန်းမထိုးတော့အဓိကကတော့ကိုကဘယ်လိုပဲအသုံးပြုပြီးအဓိကကတော့ဘန်းချိုက်တဲ့တူတွေအတွက်တအားအဆင်ပြေတယ်အဓိကထိုင်းနိုင်ငံထဲမှာနေတယ်ကိုကအဲ့ ပန်းကဘာတဲကိုကိုကရှောက်သွားခြင်းနဲ့ဆိုရင်တော့အဲ့ဒီနေရာပန်းကဘာလို့လည်းသတ်မှတ်ထားလို့ရတယ်။ဘာလို့လဲဆိုတော့နေရာတိုင်းတွားလိုက်အကောင်လုံးကပန်းတွေကြီးပဲကျွန်တော်တော့ကြီးကျင်နေတာကတော်တော်ကြီးဟိုမှာမိုက်တယ်ကွာဒီရမှာပန်းတွေအစုံမဲ့ဆရာကြီးကနေရာတိုင်းလို့တော့မှာပန်းကမရှိမဖြစ်ဘူး။ဘာလို့လဲဆိုတော့အဲ့ဒီနေရာတဝိုက်အကောင်လုံးကပန်းကြီးပဲအဲ့အแทးမှာဆိုင်ရရောင်းတာကျွန်တော်ထည့်ပြီးတော့အပြင်ထွက်သေးတယ်။ အပြင်မှာရှိသေးတာထက်ကြည့်တယ်အပြင်မှာလည်းပန်းနေအေးကြီးပဲဆိုတော့တလန်းလုံးကပန်းနေကြီးပဲအဲ့တလန်းလုံးမှာလမ်းကွေလမ်းကြားအစအကုန်လုံးပန်းနေရှိရဲ့ကိုကြိုက်တဲ့ဘက်ကိုရွှေ့ချက်လို့ရအစင်းတော့အတုအစားစားပါဗျာသိရမလားအဲကြောင့်မို့ကိုကပန်းကပါတွေကိုရှောက်သွားခြင်းနဲ့ပန်းတွေကိုလည်းကိုကလေးလာခြင်းနဲ့လူတွေကလည်းအများကြီးပဲအဓိကပန်းရောင်းတဲ့သူတွေကပိုရှိရပါတော့ပန်းရောင်းနေဆိုတော့တာဝဲသူကြာရှိကြရဲ့ပန်းတွေကလုံးဝကိုလှပါတယ်အဓိကပန်းကြိုက်တဲ့သူတွေတော့တအားအဆင်ပြေတယ်ဗျာဘာလို့လဲဆိုတော့ဒီလမ်း နိုင်ရမှာတင်ပန်းတွေကအကုန်လုံးကိုပြည့်ကျဲညံ့နေတာတအားလိုက်သူကအပြင်မှာလည်းပန်းတွေထဲထားလို့အထဲမှာလည်းပန်းတွေတော့ဘာကိုတီးတန့်ထက်ရှိသေးတယ်အဲကြောင့်မို့တော်တော်စုံတဲ့နေရာစုံတဲ့ဒီမှာနေရာစုံတဲ့နေရာမှာသွားရှာရင်တော့ပန်းကတွေ့ကျင်မှာတွေ့မှာအခုဒီနေရာတော့တအားစုံတယ်အဲ့တော့ပန်းခပါဆိုတဲ့အချိန်မှာပန်းတွေလုံးဝကိုလာပိုင်တခြားလူတွေကလည်းပန်းတွေနဲ့အကုန်လုံး GoPro နဲ့တချို့ရိုက်တဲ့သူတွေလည်းရှိကြတယ်ပန်းတွေတအားလှတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီပန်းတွေဒီပန်းတွေကြည့်ရင်တော့မှကျွန်တော် လောဝဟိုကမျောဟွာဘာပြောလဲတော်တော်ရွလာနေကြပန်းစသဖြင့်ဗျာပန်းပေါင်းစုံလည်းရှိရဲတော်တော်လည်းလှတယ်တော်တော်လည်းနေရာကောင်းတစ်ခုလို့လည်းပြောလို့ရတယ်ဘာပြောလဲသူရဲ့အဲ့နေကြတဝိုက်မာတယ်ပန်းလေးပဲအကုန်ပြည့်ကျက်ညံ့နေကျွန်တော်ရိုက်တာတော့မပီးသေးဟိုးဘက်မှာထက်ရှိသေးတယ်ကျွန်တော်ရိုက်တာတော့မစုံသေးဘူးပန်းလေးတအားများတော့အပြင်မှာလည်းပန်းတွေပြထားတယ်အထဲမှာလည်းပန်းတွေပြထားတယ်အဲတော့တအားအဆင်ပြေဘာလို့လဲကိုကြိုက်တဲ့ပန်းကိုရွေးချယ်လို့ရတယ် ပန်းနေရဈေးနှုန်းတအားတက်တာဒါပေမဲ့ဈေးနှုန်းဆိုတဲ့အတိုင်းမသိရမှာဒီနေရာမှာဈေးကျင်ဟိုဘက်နေရာတော့ရွေးချယ်လို့ရရဲ့ဗျာပန်းကပါဆိုတဲ့အတိုင်းပဲ flower market ဗျာတနေရာတနေရာကြီးလာရင်ပန်းတွေပဲတအားလှပါရဲ့ပန်းချိုက်တဲ့သူရောရှိလာဗျာရှိရင်တော့ yes လို့ရေးတော့